အလုံးမင်္ဂလာပါရှင်။ကျမကနေ့ကစားခြင်းအကြောင်းလေးတွေဆွေးနွေးနေကြပါ။အဲ့ဒီမှာဆိုရင်ရှေးပိုင်းဒီမှာဆိုရင်ကစားခြင်းတွေတကယ်ကိုမရှိဒီအဓိကအကြောင်းအရာတွေ6ချက်ကိုဆွေးနွေးခဲ့တယ်။မနေ့တော့ဆိုရင်ကစားခြင်းကြောင့်ရရှိလာတဲ့အကျိုးကျေးဇူးလေးတွေကိုဆွေးနွေးခဲ့ပါတယ်။ဒါဆိုရင်ကျမကနေ့မှာတော့ကစားနည်းအမျိုးမျိုးကိုကျမဆွေးနွေးပေးပါမယ်။အဲ့ဒီမှာဆိုရင်ကစားနည်းမျိုးမျိုးမှာဆိုရင် ီကစားနည်းရေမှာဆိုရင်အမျိုးမျိုးတော့အများကြီးတော့ရှိရပေါ့နော်အဲ့ဒီထဲမှာကျွန်မအကြောင်းအရာချို့ကိုဆွေးနွေးပေးသွားမှာပါဒါဆိုရင်ဒီလိုကစားနည်းတွေနဲ့ပေါ့နော်ရှေ့မှာဆွေးနွေးခဲ့တဲ့အကျိုးကျေးဇူးတွေကိုရရှိလာစေပါတယ်ဆိုတာလေးကိုပါကျွန်မဟာဥစွာဗနမဥစွာဆွေးနွေးခွင့်ပြုပါဒီအဆိုရင်ဒီနေ့ကစားနည်းအမျိုးမျိုးကြောင့်ကျမတို့ဆွေးနွေးဆွေးနွေးသွားကြပါမယ်။ဒါဆိုရင်ပထမဆုံးကျမဆွေးနွေးလိုတဲ့ကစားနည်းလေးရကြတော့တင်ကေတာပြု ဟာ symbolic play ပေါ့နော်သူကကြတော့တင်ကေတာပြုတင်ကေတာအမှတ်သားပြုပြီးတော့ကစားတာအဲအဲ့ဒီမှာဆိုလို့ရှိရင်ဥမာဟိုတယ်လီဖုန်းဆက်တယ်တယ်လီဖုန်းဆက်တဲ့ဟန်လေးကိုပေါ့နော်သူကဒါနားနားလေးကိုကတ်ပြီးတော့သူတယ်လီဖုန်းဆက်တာကြောင်းတယ်။ဒါမျိုးကလည်းသူကတင်ကေတာပြုပြီးကစားတာနောက်တခါအယုတ်ကလေးတွေပေါ့နော်အယုတ်ကလေးတွေလှုပ်တယ်အယုတ်ကလေးတွေနဲ့အဲလှုပ်ဆောင်ရင်းနေဒါကတော့ဒီဟာတော့ဘာယုတ်ကလေးသူဒီယုတ်ကလေးကိုသူစကားနေ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 အများကြီးပြောနေတာ အဲအဲ့လိုမျိုးလေးတွေပေါ့နော်အယုတ်ကလေးတွေနဲ့လည်းကစားတယ်ဒါဟာသင်္ကေတအမှတ်အသားပြုပြီးတော့ကစားခြင်းဖြစ်ပါတယ်နောက်ပြီးတော့ pretend play ဆိုတာကကြတော့အတုလို့ကစားခြင်းအဲအတုလို့ကစားခြင်းကြတော့ကျမတို့တွေပေါ့နော်ဒါဥပမာမိသက်သမားကြီးဟန်မိသက်သမားကြီးပုံစံမျိုးလှူဆောင်တာတို့နောက်တခါဈေးရောင်းတန်းကစားကြတာတို့ဟဲ့နောက်တခါကျမတို့ဒီပေါ့နော်ဒီ လက်ဟန်ချင်အနေနဲ့စကားပြောတာလို့ပေါ့နော်တဲ့တစ်ခုနဲ့တစ်ခုပေါ့နော် तू ကဒါတဒန်တူအောင်လုပ်ပြီးတော့ကစားခြင်းနည်းတွေကလည်းဒါကစားနည်းအမျိုးမျိုးတွေကတစ်ခုပါပဲနောက်ပြီးတော့ခန္ဓာကိုယ်လှုပ်ရှားကစားခြင်းခန္ဓာကိုယ်လှုပ်ရှားကစားခြင်းဆိုတော့ကျူးခုန်တာတွေထုတ်စည်းတိုးတာတွေအဲပြေးလွှားကစားကြတာတွေဒါတွေကခန္ဓာကိုယ်လှုပ်ရှားကစားခြင်းဖြစ်ပါတယ်နောက်ပြီးတော့တီထွင်ဖန်တီးကစားတယ် ဒီတင်ပန်လေးကစားတယ်ဆိုတာကတော့ကျမတို့ဆေးအယောင်လေးတွေနဲ့ပေါ့နော်အယောင်လေးတွေဆိုတာကြတော့ကလေးကြီးအင်မတန်နှစ်သက်တာမလို့ပေါ့နော်ကျမဆွေးနွေးရတော်တော်များများပါဒီအယောင်လေးအကြောင်းကိုများများများဥပမာပေးပြီးတော့ဆွေးနွေးဖြစ်ပါတယ်။ဘာလို့ဆိုသူတို့ကကလေးတွေကတကယ်ကိုရောင်စုံတွေကိုသူတို့ကစိတ်ဝင်စားတယ်။နောက်ပြီးတော့အယောင်တစ်မျိုးတည်းဆိုတာလည်းအယောင်များစွာကိုသူတို့ရဲ့စိတ်ကိုလှုပ်ဆောင်စေတဲ့အခါမှာပို့ပြီးတော့ motivation ဖြစ်တယ်။ပို့ပြီးတော့စိတ်လှုပ်ရှားတယ်စိတ်လှုပ်ရှားလေပို့ပြီးတော့ဘာဖြစ်လေလို့ဆိုရင် ဒါသူတို့ရဲ့ဒါအုံနောက်ဖွင့်ဖြူမှုပို့ပြီးတော့အားကောင်းနေတယ်။ဒါဆိုရင်အယောင်လေးတွေနဲ့ကစားစေရဲ့ဒီအယောင်လေးတွေမှာသူတို့ကသူတို့ဟာသူတို့ကိုပဲတီထွင်ဖန်တီးပြီးတော့ပေါ့နော်ဒါသူတို့ရဲ့စိတ်ထဲမှာစိတ်ဝင်စားတယ်လို့စိတ်ရဲ့မိရဲ့ဒါအခြေခံအတိဒါပဲရှိသူအခြေခံအတိမှာသူ့ရဲ့စိတ်ဝင်စားမှုပေါ်မှာမူတည်ပြီးတော့သူတို့တွေကလှုပ်ဆောင်ကြတယ် အဲ့လိုမျိုးလေးတွေကစားချင်းပေးစေချင်းပေါ့နော်ဒါဟာတီထွင်ဖန်တီးပြီးတော့ကစားချင်းမှာဒီကအယောင်လေးတွေနဲ့အမျိုးမျိုးသောလှုပ်ဆောင်လို့ရတယ်နောက်တစ်ခါအယောင်ဆက်ကူလေးတွေနဲ့ပေါ့နော်ဒါဟိုပန်းပွင့်လေးတွေကောအဲနောက်တစ်ခါအယုတ်ငှက်ကလေးတွေကောတို့တွေခောက်တက်တယ်ဒါမျိုးလေးတွေကိုလှုပ်ဆောင်စေချင်းရာတို့ရဲ့စိတ်ကူးထဲမှာရှိရတီတီထွင်ဖန်တီးလို့တဲ့စိတ်တွေကိုပို့ပြီးတော့အားကောင်းလာစေပါတယ်နောက်တစ်ခါ တမိုင်းချောင်းကောက်ပြီးတော့တမိုင်းချောင်းကောက်ကစားခြင်းပေါ့နော်ဒါကကျတော့ကျွန်တော်ဒါသူ့ရဲ့စာသားအနေနဲ့ဒါပါကလေးတွေအနေနဲ့ကတော့မူလရှိထားတဲ့အရာလေးကိုထပ်ပြီးတော့သူတို့ရဲ့ညံနဲ့ပေါ့နော်သူတို့ရဲ့အတိနဲ့ထပ်ပြီးတော့ဒါဟိုလှုပ်ဆောင်စေတာပါအဲ့လိုလှုပ်ဆောင်စေခြင်းကမူလရှိနေတဲ့အရာလေးကိုဒီနောက်တစ်ခုထပ်ပြီးတော့ပေါ့နော်လှုပ်ဆောင်စေခြင်းပေါ့နော်ဒါကဘာလို့ထောင်ဆိုရင်မူလအခြေခံ ခြေခံနေပြီးတော့မှနောက်တစ်ဆင့်ပေါ့နော်သူတို့စိတ်ထဲမှာစိတ်ကူးတာလေးကိုဆက်လက်ပြီးတော့ဆောင်ရွက်စီခြင်းမှာအဲ့လိုမျိုးပေါ့နော်တမိုင်းကောင်းတမိုင်းချောင်းကောက်ကစားခြင်းနေရာလဲဒါကလေးတွေကစားနေရဲမှာပါဝင်နေပါတယ်နောက်တော့ကပုံမြင်နေပြောတယ်လေဟိုအခြေတော့ပုံမြင်ကဘလို့အဲဒီမှာဒီကနောက်တစ်ခုနောက်ဒီအကြောင်းအရာတကူကဘလို့ပေါ့စားပြီးပြပေါ့နော်သူကတကူနဲ့တကူချိတ်ဆက်ပြီးပါပေါ့နော်သူကမလုပ်တာအောင်ဆိုရင်ကစားသွားကြတာ ကစားနည်းတွေကတော့အများကြီးရှိတယ်။အဲကစားနည်းတွေထဲမှာတမိုင်းကြောင်းကောက်ကစားခြင်းရတယ်။ကစားနည်းတနည်းနည်းနဲ့ပါဝင်လျာဖြစ်ပါလေရှင်။အဲ့ဒီမှာနောက်ပြီးတော့ကျမတို့တွေစူးစမ်းရှာဖွေကစားခြင်းအဲအဲ့မှာဆိုရင်စူးစမ်းရှာဖွေကစားခြင်းမှာဆိုရင်တို့ကတော့ဒီမှာပေါ့နော်။ဒါဒီထဲမှာတော့တို့ကဒီဂျုံလို့ပါလို့နယ်လို့ပြီးတော့နဲပြီးတော့ဒီဘာလို့လို့ရအောင်ဆိုရင်ကလေးတွေရဲ့လက်တွေကိုလည်းတန်ပါစေတယ်လေ။ကျမတို့ရဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့ပစ္စည်းတွေနဲ့ပြောမယ်ဆိုရင် သေးတို့ပေါ့နော်သေးတို့ဒီကဒီရေတို့နဲ့ပေါ့နော်ရှွန့်နေတို့နဲ့ကစားခွင့်ပေးရပေးသွားမှာကိုမစိုးရင်ပါနဲ့ပေးသွားလို့ရှိရင်ဒါကိုပြန်ပြီးတော့မိမိတကိုယ်ဤတန်ရှင်းရေးကိုဘာလို့လုံးဆောင်ရမလဲဆိုတာကိုသူတို့နီးလန်းပေးထားဖို့ပဲလိုအပ်ပါရဲ့ပေးရသွားမှာကိုတကယ်တကယ်တော့ဟာမဖြစ်ပါနဲ့မစိုးရင်ပါနဲ့ဒါပေးသွားရဲ့ဆိုရင် ပြန်ပြီးတော့ဘလို့တန်ရှင်းမလို့ဆိုတာလေးကိုပဲနီးလန်းကိုပဲပေးထားရမှာပါ အဲ့လိုမျိုးတွေပေါ့နော်ဒီလိုမျိုးစူးစမ်းရှာဖွေကစားခြင်းရလဲကစားနည်းထဲမှာပါဝင်ပါတယ်ဒါမျိုးကစားတဲ့အခါမှာဒီကျမတို့ပတ်ဝန်းကျင်မှာရှိတဲ့အကြောင်းအရာတွေကသဲတို့ရွှန့်တို့ရေတို့နဲ့ပေါ့နော်ဒါတကူအကြောင်းအရာတကူကိုလှုပ်ဆောင်ရင်းနဲ့စူးစမ်းရှာဖွေကစားနည်းခြင်းတွေရှိမယ်နောက်တစ်ခုကကြတော့တရုတ်ဆောင်ကစားခြင်းတွေငါဆရာဝယ်လုပ်မယ်မင်းကအင်ဂျင်နီယာလုပ်ဘယ်သူကတော့ဆရာမလုပ်စသည်ဖြင့်ပေါ့နော်သူတို့ကသူတို့လုပ်နေတယ်ထိုင်းကြည့်နေလို့ရှိရင်ဒါ အဝါဖြစ်ဖို့ကောင်းတာလေတကယ်ကိုပဲဟိုသူတို့ရဲ့စိတ်ကူးညံတဲ့လှုပ်ဆောင်တာအံ့ဩဖို့ကောင်းတာအဲ့လိုမျိုးတွေတရုတ်ဆောင်ကစားခြင်းတွေရတယ်ကစားနည်းတွေမှာပါဝင်ပါတယ်အဲ့လိုမျိုးကစားနည်းတွေနဲ့လှုပ်ဆောင်လို့ရတယ်နောက်တစ်ခုက communication play ဆက်သွယ်ကစားဆက်သွယ်ကစားခြင်းအဲ့ဒီမှာဆိုရင်လေဟိုကျွန်တော်တို့ဒီဘာရောစကူတွေကိုလိမ့်လိမ့်လိမ့်ပြီးတော့လေဟိုဟိုကျွန်တော်တို့ဒီဖုံးကျိုးတွေလိုပဲလေဟိုငယ်ငယ်တုန်းကကစားခဲ့ရလေနာနာဟိုသူတို့ ကိုကတပတ်ကနေစကားပြောမယ်တပတ်ကနေပြီးတော့ဒီကောင်နားထောင်ပေါ့နော်ဒါလည်းစကားတွေပြောနေရဟိုတူကနားထောင်ရတယ်ကြားကြမကြားကြားကြားတယ်လို့ထားလေးဒီကောင်ငယ်ကဆိုတကယ်ကိုပွေရှုပ်တာပေါ့နော်တော်တော်လေးကိုအဲ့လိုမျိုးပေါ့လို့ဟိုကစားနီးတွေကိုထွင်ပြီးတော့ပေါ့နော်မိမိကစားခြင်းတလူကစားတဲ့အခါမှာကစားလို့တလူကစားကြတာပေါ့နော်အဲ့ဒီခါမှာတယောက်နဲ့တယောက်စကားပြောဆိုဆက်ဆံပြီးတော့စကားစကားပြောဆိုပြီးတော့ကစားခြင်းဟာလေဘာလို့ဆိုရဆိုရင်တို့တို့ရဲ့ဒီကဆက်သွယ်မှုစွမ်းရည်ကိုလေတိုးတက်စေတယ်လို့ဒါကလည်း ီ communication ဘိုင်းကိုမဖြစ်ကြအောင်ဆိုရင် ကစားစီခြင်းအဖြစ်လည်းပို့ပြီးတော့ကောင်းမွန်စေတယ်ဒါလည်းကစားနည်းထဲမှာတခုပါဝင်နေတာပါအဲဆိုရင်ဟာဒီကဆက်သွယ်ဆက်သွယ်ကစားခြင်းရတယ်ကစားနည်းထဲမှာ ပါဝင်နေတယ်ဆောင်းပြီးကစားရတဲ့ကစားနည်းတွေပါဒါမျိုးတွေရတဲ့ကစားတဲ့မိလန်းထဲမှာတခုပါဝင်နေပါတယ်နောက်တစ်ခုကပြင်းပြင်းထန်ထန်ကစားခြင်းနေဒါတော့ကလေးတွေကိုကျမတို့ဒီရေမြုပ်လိုတွေထဲမှာလေအားနဲ့အင်းနဲ့ခုံးချတာ ခုံချလိုက်တဲ့အတွက်ဒီပေါ်မှာခုံချလိုက်တဲ့သူတို့တက်တော့အန်နေရတော့မရှိဘူးပေါ့နော်အဲ့လိုမျိုးပေါ့နော်တခါဒီအမြန်ပြေးတာတွေပြေးတန်းလိုက်တန်းကစားတာတွေနောက်တက်ကကုနာတို့မျိုးပေါ့နော်ခုံချတာတွေဒါတွေကလည်းဘာလို့တောင်းဆိုရင်ပြင်းပြင်းထန်ထန်ကစားခြင်းနဲ့ပါဒီပြင်းပြင်းထန်ထန်ကစားခြင်းအပြင်လည်းတို့ရဲ့စိတ်လှရှားခံစားမှုတွေပိုပြီးတော့အားကောင်းလာစေပါတယ်။နောက်ပြီးတော့စိတ်ကူးချက်တွေကစားစိတ်ကူးเนี่ยသူ့ကိုယ်သူဆရာဝင်ပေါ့နော်အယုတ်ကလေးကကြတော့လူနာအဲအယုတ်ကလေးကလူနာလူ ဆရာဝန်မလေးကလူနာကိုစကားပြောနေရအောင်သူကိုယ်တိုင်တကယ်ကိုဆရာဝန်မလေးကြားနေရပဲငကြက်ကလေးထားပြီးတော့ပေါ့နော်စိတ်ကူးချက်တွင်ပြီးတော့သူဒါသူ့ရဲ့စိတ်ကူးထဲမှာပေါ်လာသလိုကစားနေတာပါဒါလည်းကစားနည်းမျိုးမျိုးတွေကတကူပါရှင်နောက်တစ်ခုကကြတော့လှုပ်ရှားမှုမများတဲ့ငင်းငင်းလေးကစားရတာပေါ့နော်ကျွန်တော်တို့ဒီဟိုပါနော်သူ့ရဲ့ရောင်စုံလေးတွေဆက်ထားလေးတွေတို့အတုံးလေးတွေဆက်ထားတို့ပေါ့နော်ဒါနောက်တစ်ခါပဒီးစီလေးတွေကိုတီးတာတို့ ပရိစီလေးတွေဆိုတာလည်းသူကသူကဒီဩဇာစီလေးတွေဒီကျမတို့ဒီမကြီးစီလေးတွေဒါမျိုးလေးတွေလည်းကစားကြတာဟိုဒါကတော့သူကငင်ငင်တက်တက်ကစားခြင်းနီးပါနောက်တစ်ခုပြင်ပနေရာမှာကစားခြင်းဒါကကြတော့အော်တိုပလေးတွေကတကယ်တော့ကလေးတွေပိုကောင်းပါတယ်ပဝင်းကျင်ရဲ့ဒီလေကောင်းလေတန့်ပေါ့နော်ပဝင်းကျင်ရဲ့ဒီအငွေအသက်ကိုသူတို့ခံစားခွင့်ရရှိတာဟာသူတို့ရဲ့ကြက်မာကြီးရောခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုပိုင်းတွေရောပိုအတွက်ကောင်းပါတယ် ပြင်းပနေရာတွေမှာလည်းသူတို့ရဲ့စိတ်ကူးထဲမှာရှိတယ်လို့ကစားလို့ရတယ်တဲ့နောက်တခါစူပါသူရဲကောင်းကဲ့သို့တိရုပ်ဆောင်ကစားခြင်းအဲ့ဒါကလေးတွေတော်တော်များများကစားတယ်အာစူပါမဲအဝါရောင်စူပါမဲအနီရောင်အဲ့လိုမျိုးတွေနဲ့ပေါ့နော်သူတို့တွေဟာသူတို့ကိုသူတို့စူပါသူရဲကောင်းနေအနေနဲ့တရုပ်ဆောင်ပြီးတော့ကစားတယ်အဲသူတို့ရဲ့ပုံတံတန်နေရာဆာမှာအဲ့ပုံတံတန်တူအောင်ကိုပဲ အကျိုးဆိုရင်ဝိစုံလေးတွေပါဝဲဝဲပေးထားကြဝဲပေးထားတာကျွန်မတွေ့ဦးတယ်နော်အဲ့လိုမျိုးတွေပေါ့နော်သူတို့ကိုသူတို့စူပါသူရဲကောင်းတံတရုတ်ဆောင်ပြီးရောခစားစိတ်ကူးညံသူတို့ရဲ့စိတ်လှုပ်ရှားမှုတွေများများရရှိအောင်ဟာဒါဆောင်ရွက်နေခြင်းဖြစ်ပါတယ်ဒီလိုမျိုးများများလှုပ်ရှားမှုတွေဒီရရှိစေခြင်းအပြင်ဖွံ့ဖြိုးမှုတွေကလည်းပို့ပြီးအားကောင်းလာစေကြပါနောက်တစ်ခုကပြိုင်ဆိုင်မှုပါဝင်တဲ့ကစားခြင်းတွေအဲခုနပေါ့နော်ကျွန်တော်တို့အပြေးပြိုင်တာရှိမယ်ထုံစီတိုးတာရှိမယ် အဲတခုနဲ့တခုပေါ့နော်လုံဆောင်တာကြီးပြိုင်ဆိုင်မှုပါဝင်တဲ့ကစားခြင်းတွေရတယ်ပို့ပြီးတော့တက်ကြွလှုပ်ရှားမှုကိုရရှိစေတယ်ဒီလိုမျိုးကစားနည်းတွေလည်းရှိပါတယ်တဲ့နောက်တစ်ခုကကင်တွေလုံဆောင်ကစားခြင်းတွေအဲခုနကဒါကျဲစည်းလေးတွေကျဲပွင့်လေးတွေအဲဒါရောင်လေးတွေတတိကံလေးတွေစသည်ဖြင့်ပေါ့နော်ဒါလေးတွေကိုသူတို့လက်ကနေကင်တွဲပြီးတော့သူတို့လုံဆောင်စီခြင်းလုံဆောင်လို့တဲ့ပုံတံမျိုးမျိုးကိုလုံဆောင်ပြီးတော့ကစားခြင်းနီလန်းတွေလည်းရှိပါတယ်တဲ့နောက်တစ်ခုကတော့လက်တွေ့လေးခြင်းကစားခြင်းတွေ ဒီတဲမှာဆိုရင်တစ်ပင်လေးတွေမျိုးတစ်စေလေးတွေကိုကိုယ်တိုင်စိုက်ပြိုးခိုင်းတာအဲကိုယ်တိုင်စိုက်ပြိုးစေတဲ့တစ်ပင်လေးတွေကိုကိုယ်တိုင်ရေလောင်းခိုင်းတယ်ကိုယ်တိုင်ဒီတဲမှာရှိတဲ့ပေါင်းလေးတွေကိုနှုတ်ခိုင်းတယ်အဲလက်တွေပေါ့နော်သူတို့ရဲ့လက်တွေလေ့ကျင့်ရင်းနဲ့မှာမဟုတ်တော့လက်ကလေးတွေပါတန်မာလာစေတယ်ပဝင်းကျင်ကိုလည်းသူတို့ချစ်မြတ်နိုးရတဲ့အတီလေးတွေလည်းရရှိလာစေတယ်ဒီလိုမျိုးလက်တွေလေ့ကျင့်ကစားခြင်းတွေလည်းကစားလို့ရပါတယ်တဲ့ဒါဆိုရင်ဒီမှာကစားနည်းမျိုးမျိုးပါ အဲ့ဒီမှာရိုးရတလေကစားခြင်းနေပေါ့နော် traditional play ဆိုတာကြတော့ကျွန်တော်နွန်ဆွဲဝဲတွေရှိရလေအဲနွေရာသီဆိုရင်မိုးနွေရာသီကုံပြီးပေါ့နော်မိုးရင်အစာဆိုရင်ပူလွန်းလွန်းပေါ့နော်မိုးရွာစေခြင်းလို့နွန်ဆွဲဝဲတွေကစားတယ်လူကြီးတွေကနွန်ဆွဲဝဲတွေလုပ်တယ်လို့ပဲကလေးတွေကလည်းသူတို့ဘာသူတို့သူတို့ရဲ့ဟိုပေါ့နော်သူတို့ရဲ့ဒါသူတို့အချင်းချင်းစုပေါင်းပြီးတော့အာတရားတစ်ဖက်နဲ့တစ်ဖက် လွန်ဆွဲပွဲတွေကစားတဲ့ရှိတယ်။ဒါတော့မိမိရဲ့ဒါဘာသာတရားရှိမယ်မိမိရဲ့ရိုးရာတိုင်းရင်းသားတွေရှိမယ်။အဲ့ဒီရိုးရာတွေပေါ်မှာမူတည်ပြီးတော့ပေါ့နော်ဒီကစားနည်းတွေကတော့မျိုးမျိုးကွဲပြားသွားမှာပါ။နောက်တစ်ခုကကြပုံပြောကစားခြင်းအဲအင်းအမေကပဲပုံပြောလိုက်တာပဲဖြစ်ဖြစ်ဖခင်ကပုံပြောတာပဲဖြစ်ဖြစ်အဲ့ပုံပြောတာကိုသူတငယ်ချင်းတွေကိုပြန်ပြောပြတာလေ။ ဟဲနားထောင်ပေါ့ကွာဒီတကငါပုံပြောလှဲ့ပေါ့နော်ပြီးရင်မင်းကနားထောင်ပြီးရင်မင်းပြောလှဲ့ကိုနားထောင်မယ်ပေါ့နော်ဒါမျိုးတွေနဲ့တလဲစီပုံပြောကစားခြင်းတွေလည်းလုပ်ကစားကြတယ်နားတကအာယုံကစားမှုဆိုင်ရာကစားခြင်းတွေဒီထဲမှာဆိုလို့ရှိရင်ပေါ့အယောင်လေးတွေကလည်းအယောင်အသွေးစုံစုံထည့်ထားတယ်ကလေးနဲ့တင့်တော်မဲ့ပစ္စည်းလေးတွေကိုထည့်ပေးထားတယ်။ဒီမှာဆိုရင် तू ကသူ့လက်ကလေးနဲ့ तू အာယုံခံစားပြီးတော့ तू ကစားလိုတာလေးတွေကိုကစားနေရမှာ ဒါဆိုရင်သူ့ရဲ့အာယုံခံစားမှုဆိုရင်အာယုံ၅ပါးကိုလှုပ်ရှားပြီးတော့เนาะခံစားရတာဖြစ်တဲ့အတွက်သူ့ရဲ့ဖွံ့ဖြိုးမှုတွေကိုလည်းပိုအားကောင်းစေတယ်ဒီအာယုံခံစားမှုဆိုင်ရာကစားခြင်းတွေကလည်းကစားနည်းတွေမှာပါဝင်နေတာဖြစ်ပါတယ်ရှင်နောက်တစ်ခါဘာသာစကားဘာသာစကားဆိုင်ရာကစားခြင်းတွေဒီကဘာသာနဲ့သူတို့ရဲ့ဒီကပေါ့เนาะဒီအပြောဆွမ်းရည်တွေတိုးတက်လာဖို့အတွက်သူတို့ကဒီဘာသာစကားဆိုင်ရာတယောက်နဲ့တယောက်စကားပြောရင် ပြောဆိုရင်းနေနေပေါ့နော်ကစားကြတယ် နောက်တစ်ခုကထုတ်ပေါ်မှုဆိုင်ရာ ကစားခြင်းတွေမိမိစိတ်ထဲမှာတွေးခေါ်ထားတာလေးတွေကိုတဦးနဲ့တဦးပြန်လည်ပြောပြခြင်းအဖြစ်မလုပ်တာလို့ဆိုရင်ကစားကြတယ်။နောက်တစ်ခါရွတ်ဆိုမှုဆိုင်ရာကစားခြင်းတွေကြရားလေးတွေရွတ်ဆိုကြတယ်။ပုံမြင်လေးတွေပြောပြကြတယ်။အဲအဲ့အရာတွေကလည်းဒါကစားနည်းလမ်းတွေမှာပါဝင်ပါတယ်။နောက်တစ်ခု visual digital ခြေခံကစားခြင်းဆိုတာကတော့အဲဒါသူ့ရဲ့တင့်တင့်တဲ့အချိန်အတွင်းမှာကစားခွင့်ပေးတာကောက်ပါတယ်။ ဒီအရေးကိုပဲ digital ပေါ်မှာပဲဥတည်ပြီးတော့တခြားအကြောင်းအရာတွေမလုဆောင်မှုဆိုရင်တော့ဒါကလေးတွေလည်းမကောင်းမှုပေါ့နော်။အုံနာဖွင့်ပြမှုအားနဲ့သားစီတယ်။ဒါပေမဲ့လို့သူ့ရဲ့တင်းတင်းတဲ့အချိန်တရအချိန်တစ်ခုကိုပေးပြီးတော့ကစားခွင့်ပေးတာဟာလေဒါဒီကစားနည်းထဲမှာပါဝင်နေပါတယ်တဲ့။အဲဒါဆိုလို့ရှိရင်ကျမတို့ ကစားခြင်းမရှိလို့ရှိရင်ဖွံ့ဖြိုးခြင်းလည်းမရှိနိုင်ပါဘူးကစားခွင့်များများပြီးမှဘက်ဆောင်ဟန်ချက်ကြီးဖွံ့ဖြိုးတိုးတက်တဲ့ကလေးတွေဖြစ်လာခြင်းမှာပါဒါဆိုရင် associated play တွေ social play တွေ physical play တွေ on local play တွေဆိုပြီးတော့ကစားခြင်းနေမျိုးစုံကိုဘာလို့ရမလို့ဆိုရင်ကစားခွင့်ပေးထားရပါမယ်တဲ့အဲဒီမှာဆိုလို့ရှိရင်ကစားနည်းတွေအများကြီးပဲဒါညောင်ရိုးစင်ပန်းအိုးစင်လောက်ကစားတာတွေရော အဲတကယ်ကိုပတ်ဝန်းကျင်မှာပြည်ပြီးတော့ကစားတာတွေရှုနေသေးရင်းနဲ့ကစားတာတွေဒီလိုမျိုးကစားနည်းတွေနဲ့ကစားခွင့်ဖို့အခွင့်အမ်းတွေညံ့များပေးချရပါမယ်တဲ့ဒီမှာဆိုရင်ဒါဒါဆိုလို့ရှိရင်ကျမတို့ဒါကုံကြစိတ်လည်းနည်းတယ်ဘယ်ဒီကျမတို့တာယာခွင်းတွေကိုဒါယာခွင်းတွေနဲ့ပေါ့နော်ကလေးတွေဆွဲတက်လို့ရအောင် အဲခုံလို့ရအောင်နောက်တကဂွင်းနေအောက်ကနေရှူပြီးတော့သွားကစားလို့ရအောင်ကိုဟန်ကိုထိမ့်တက်အောင် ကစားတာလေဒါမျိုးတွေอ่ะအဲနောက်တကတာယာဂွင်းနေကိုပဲသူတို့တွေဒါသူ့ရဲ့ဒါကြည့်ချက်ညီအောင်ပေါ့နော်ကစားတတ်အောင်ဒီလိုမျိုးပုံစံလေးတွေပေါ့နော် များများသူတို့ကစားဖို့ခွင့်နှံပေးရပါမယ်အဲနောက်ပြီးတော့ဒီမှာဆိုလို့ရှိရင်အဲ့လိုပဲဆေးချေလို့တဲ့ကလေးလေးကဆေးချေလို့ရအောင်အန်စာလုံးလေးနဲ့ကစားလို့ရတဲ့ကလေးကစားလို့တဲ့ကလေးလေးကကစားလို့ရအောင် ဒုတိယတစ်ခုခုကိုတီးမုတ်ရင်းနဲ့ဒါတို့တွေဒါကစားလို့ရအောင်စသည်ဖြစ်ပေါ်တော့အများကြီးတို့ကိုအခွင့်အလန်းနေမြန်မြန်ပေးထားရပါမယ်တဲ့ဒီမှာဆိုလို့ရှိရင်အဲ့လိုပဲကစားခွင့်တွေကိုခေါ်သွားတယ်သူတို့ကစားလိုတာတွေသူတို့နဲ့လိုင်းလျောညီထွေမှုရှိတဲ့ကစားနည်းတွေနဲ့ပေါ့နော်သူတို့စိတ်ဝင်စားတဲ့ပုံစံတွေနဲ့ကစားလို့ရအောင်ကစားဖို့အခွင့်အလမ်းများများပေးကြရပါမယ်။ဒါကြောင့်များများအခွင့်အလမ်းပေးနိုင်ဖို့ပေါ့နော်သူတို့စနစ်သူတို့အတွက်စနစ်တကျ အနေမဖြစ်စေနိုင်တဲ့ကစားနည်းလမ်းတွေကိုလူကြီးမိပါတယ်အုတ်ထင်းသူတွေကနေပြီးတော့များများစီစဉ်ဖန်တီးပေးကြရမယ်ဆိုတာလေးကိုဆွေးနွေးပေးခြင်းဖြစ်ပါတယ်။အဲအဲ့လိုနည်းလမ်းနေနဲ့ပေါ့နော်ကလေးတွေကိုကစားဖို့အခွင့်အလမ်းတွေများများပေးမယ်ဆိုလို့ရှိရင်သူတို့တွေဟာဘက်စုံဟန်ချက်ညီဖွင့်ပြိုးတဲ့လူငယ်လေးတွေဖြစ်ပေါ်လာစေမှာဖြစ်ပါတယ်လို့ကျွန်မအနေနဲ့ဆွေးနွေးပေးလို့ပါတယ်။အထူးသဖြင့်တော့ကလေးတွေကို တိမှုနေပေတွေကျွမ်းကျင်မှုနေပေတွေခံစားမှုနေပေတွေနေပေဤအသီးသီးကိုဖွံ့ဖြိုးတိုးတက်မှုတွေရရှိလာစေအောင်ကစားခြင်းနည်းလမ်းတွေနဲ့ကစားခွင့်များများပေးခြင်းအားဖြင့်ဖွံ့ဖြိုးမှုအားကောင်းတဲ့သူတွေဖြစ်အောင်ဆောင်ရွက်ပေးလို့ရပါတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မယနေ့ဆွေးနွေးပေးသွားခြင်းဖြစ်ပါတယ်ရှင်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်